ရုရှားကိုရောက်နေတဲ့အကြမ်းဖက်ကောင်းဆောင်မင်းအောင်နိုင်ကနျူကလ িয়ার ဓာတ်ပေါင်းကိုတီဆောက်လိုတဲ့အပြင်အာဂတာစူးစမ်းလင့်လာရေးဂျိုဒုပါလွတ်တင်ပြန်တယ်ပြန်ချင်ပြန်တယ်တဲ့နော်အဲ့တော့အာဂါတာကိုမစူးစမ်းပါနဲ့အောင်လောလောဆယ်ကျူကျူလှလက်ခွက်တစ်ခွက်ပဲနှမ်းဆန့်အောင်အရင်စူးစမ်းအောင်လို့ပြောရမယ်။နော်။နောက်တစ်ခုကဒီကောင်ကတော်တော်အကြံကြီးတယ်။အကြံကြီးတယ်ဆိုတာကမင်းအောင်နိုင်လက်ရှိတွားနေတဲ့ trend ဒီကိုမောင်မောင်နဲ့တတိပေးထားတာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့မင်းအောင်နိုင်လက်ရှိပေါင်းနေတဲ့ဒူတွေကိုကြည့်လိုက်ပါ။ နော်အမေရိကန်တမနာ50တာပြောင်းသွားတယ်ပူတင်မပြောင်းသေးဘူးရှီကျင့်ပင်မပြောင်းသေးဘူးမြောက်ကိုရီးယားတမနာဟန်နေခေါင်းဆောင်ကင်ဂျောင်မပြောင်းသေးဘူးအဲ့တော့အဲ့ဒီဒူတင်နဲ့တွားပေါင်းတယ်ခဏခဏတွားတယ်နောက်ဆုံးမှခွေးနှစ်ကောင်ကိုက်တဲ့ပွဲရအစတွားတဲ့မင်းအောင်လှိုင်ဟာအခု2008အခြေခံဥပဒေကိုတတိချာချာစရင်ပြုစုဖို့သူတို့စစ်တပ်ကကောင်တွေကိုတာဝန်ပေးပြီးခိုင်းလိုက်တယ် အဓိကဒီနှောင်းချင်းအခြေခံဥပဒေရဲ့ပြော့ကွက်ဟာကွက်တွေကိုအစီအကံတင်ပြဖို့ဘယ်နေရာမှာဘယ်လိုဥပဒေကိုရှော့လို့ရမလဲဘယ်နေရာမှာဘယ်လိုဥပဒေကိုတိုးလို့ရမလဲစသဖြင့်ဒီအဓိကတော့တစ်ချိန်ကဥက္ကဋ္ဌတုံးတက်သွားသလိုပေါ့နော်အဲ့ဒီဟာလှုပ်ဖို့အတွက်ဆိုတော့မင်းအောင်လှန်ရဲ့ရီမန်းချက်ဒီလောလောဆယ်အာနာကိုလက်လွတ်ဖို့လုံးဝမမြင်ဘူးဆိုတာတွေ့ကြတယ်တွေ့ကြတယ်မင်းတို့ကမင်းတို့ကြိုက်တဲ့ရွေးကောက်ပွဲမကတော့ရွေးကောက်ပွဲအဖေပဲလုံလို့မင်းအောင်လှန်ဟာ မြန်မာနိုင်ငံရဲ့အာဏာကိုရှင်လျက်မထွက်တာသိကြတယ်။နော်သိကြတယ်။အဲ့ဒီအတွက်ဒီပေါ်မှာလည်းအခုဒါဒီကိုမမောင်တို့ဘာလို့ဆိုစစ်တပ်ကိုတစ်ချိန်လုံးထောက်ခံတာနဲ့ဒူတွေဖြစ်ပေမဲ့လုံးဝကိုမင်းအောင်နိုင်ကိုခါခါတီတီထောက်ပြလာပြီးဝေဖန်လာပြီးပြောဆိုလာပြီးမင်းအောင်နိုင်ရဲ့စောက်တလဲလောက်ရက်တွေနော်စစ်တပ်ထဲမှာလည်းလက်ရှိမင်းအောင်နိုင်အာဏာယူမှစစ်သားဘလောက်တွေဝါပြီအခုဒီမှာဝိုင်းပေါ်မှာဒုတိယဗိုလ်မှူးကြီးအဆင့်နော်ထေဝါတယ်ပြည်သူတွေက ဘုံမှုတို့ဘိုလ်ကြီးတို့ဒုတိယဘုံမှုကြီးတို့နော်ဘိုလ်ကျုံးတို့တေရာလာတော့တိတ်အာယုံမလာတော့တဲ့အနေထားဖြစ်လာတော်လန်ကြီးကရေချိန်ဘလောက်မြင့်လာလဲနော်စစ်သားတွေရဲ့သေချင်မှုဘလောက်နှောင်းမြင့်လာလဲဆိုတော့အဲ့ဒါလက်တွေ့ပဲအရင်ခက်ကဆိုရင်စစ်သားလေးတယောက်နဲ့တေတော့အာပျော်လိုက်ကြပျော်လိုက်ကြတာအခွေးတွေတေတယ်ခွေးတွေတေတယ်ဟဲ့အခုဆိုရင်ခုနကပြောလို့ပေပြီးဟဲ့ဆိုရင်အစွန့်လိုက်အပြုံလိုက်နော်ဟိုမှာ ။မြို့သိမ်းတိုက်ပွဲတစ်ခုဆင်သွင်းတယ်။လမ်းပြီးမြောင်းထဲမှာအကုန်အပြည့်ခွေခောက်ပြီးသေးနေတာ။အိုး။ဟမ်။အဲ့ဒီစစ်သားတွေရဲ့တားမရတွေမိသားစုတွေတားတွေတမီးတွေမရတွေဖေးမအေးတွေရင်းနဲ့ဝင်ကြည့်စမ်းဗျာ။မင်းအောင်နိုင်အစားမပြတ်ဘူး။နော်။အစ်စစ်ပဲမင်းအောင်နိုင်။အဲ့တော့မင်းအောင်နိုင်အာနာကျွန်တော်အမြဲမင်းတွေကြစကားတခုရှိပါတယ်ဒီနေ့ချိန်ဒီအဲ့ဒီစကားဘယ်ဘောမှမပြောရသေးဘူး2023မင်းအောင်နိုင်အာနာယူတဲ့ကနေဒီနေ့ရောက်နေတဲ့အချိန်ထိ မင်းအောင်နိုင်အာနာယူလို့မြန်မာနိုင်ငံမှာရှိတဲ့မြမတတ်မတော်ဆိုတဲ့စစ်သားဘလောက်ပေခဲ့ရပြီ။ဟမ်အခုစစ်မှုထမ်းအရင်ရှိပြီးသားစစ်သားတေတာကိုမပြောနဲ့ဘူး။စစ်မှုထမ်းအပတ်စဉ်20ထိရောက်ပြီ။အင်အား6000ကျော်ပြီ။လက်ရှိစစ်မှုထမ်းတပ်သားတွေဘလောက်ကြံနေလဲ။အဲ့ဒါအဖြစ်ပဲ။တိုင်းပြည်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးနောက်ဆုံးဒီစစ်သားတွေရဲ့တိဆောက်ထားတဲ့တတ်မတော်အတွက်လည်းမဟုတ်ဘူး။ မင်းအောင်လှိုင်တို့မိသားစုအပါဝင်စစ်ဘုံချုပ်လူတစုမိသားစုအာနာရရဲ့အတွက်ဒီတိုင်းပြည်မှာဂုတ်တွင်းစုပ်လို့ရရဲ့အတွက်ဘာဖြစ်လို့ဂုတ်တွင်းစုပ်တဲ့စကားကိုပြောရတယ်မင်းအောင်လှိုင်အာနာသိပြီးအာနာလူနေပြီးမှအာနာမရသေးဘူးနော်အာနာမရသေးဘူးနော်2021ကနေအခု2025ထိမင်းအောင်လှိုင်သားအောင်ပြည့်စုံဟာနိုင်ငံရဲ့ project ကိုဘယ်နှခုရသွားပြီလဲတပြည့်ကောင်တွေဝင်ဆွဲလို့ရတာတာမန်ပြည်သူဝင်ဆွဲလို့ရတာ ဲ့ဒါအဖြေပဲနော်အဲ့တော့အဲ့ဒါကိုထောက်ခံနေတဲ့ကောင်တွေကခေါင်းစင်းသားကြီးပေါ့ရှင်းရှင်းလေးပဲဟုတ်တယ်နော်အဲ့တော့သူတို့မိသားစုအာနာယူအတွက်အောက်ခြေဘွားတွေပိစက်နေရတာနော်အခုဒီအမှဒုတိယဗိုလ်မှူးကြီးရဲ့တင်းကိုကျွန်တော်ဖတ်ပြပါမယ်အချင်းကြီးနဲ့ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတို့ဖိုးစစ်စင်လာတဲ့စစ်တပ်စစ်ကြောင်းမှခမရ318တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲအတွင်းရရှိသောဒဏ်ရာများဖြင့်တေဆုံးသွားကြောင်း KIA စီးရေးတင်းကရန်ကုန်ခေတ္တတင်းသားများကပြောဆိုတယ်ဇန်နဝါရီစက်တင်ဘာလ26ရက်နေ့ ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာနယ် KIA တပ်နှင့်စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်အခြေစိုက်ခမ်းမရ38တပ်မှတိုက်ရင်မှုဒုတိယဗိုလ်မှူးကြီးမှဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါတန်ရရှိတော်တိုက်ရင်မှုကိုစေကုတနိုင်ရဲ့မြကြီးနားမျိုးတို့ပြန်လည်ပယ်ဆောင်စဉ်လမ်းခရီးတွင်မတာပေါ်သွားခြင်းဖြစ်ကြောင်းသိရှိရတယ်။သတင်းထဲမှာရေးတာတော့တေဆုံးဝိုင်းဖြစ်ကြောင်းမရေးတယ်။ကျွန်တော်ကတေဆုံးဝိုင်းနဲ့မတင်းတိမ်နိုင်ဘူး။ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာ တနိုင်းမြို့နယ်အခြေစိုက်ခမရ38တန်ရင်မှုပြင်းထန်တန်ရန်ရပါတယ်အဲ့ဒါမြစ်ကြီးနားကိုကားနဲ့တဲရင်လမ်းမှာပဲသေဆုံးတော့ပါတယ်ဟုတ်ကဲ့စီးရင်တတိယကပြောဆိုတယ် KIN ပူပေါင်းတပ်များက2024ခုနှစ်မတ်လကစပြီးဝိုင်းမော်မြို့နယ်တွင်းရှိစစ်ကောင်စီဂိတ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာခမလာခလာရ58တပ်ဦးရန်ပြည်သူစစ်စခန်းမြို့မရဲစခန်းမှလွဲရဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စခန်းများအားလုံးကိုတိမ့်ပိုက်ခဲ့ကြောင်း ကရင်သိမ်းပိုက်ခဲ့တော့စစ်စခန်းများတွင်လက်မြန်ဒေတာနှင့်ဝူဟန်တခြားမှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရတယ်။စစ်တပ်ကရခိုင်ဩဂတ်စ20ရက်ကြော်ပိုင်းမှစတင်ပြီးလက်မြန်ဒေတာတို့ထိုးစစ်ဆင်လာကြောင်းထို့ထို့ထိုးစစ်ဆင်လာသည့်အတွက်တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုးသလိုလက်စစ်တောက်လျှောက်ဆိုးသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်။ဒီဘက်ကထိုးစစ်မဆင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတာ။ ခလာရ58နဲ့ဝီယန်စခန်းဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြစ်ပြီးအဓိကဝိုင်းမော့အသိခံရမှာကြောက်တော့အင်အားတိုးပြီးချလာတယ်အဓိကလက်မြန်ကိုသူတို့တင်းကျင်တော့သိုးစစ်ဆင်းနေတာဝိုင်းမော့ဘက်ကသိုးစစ်မဆင်ခင်သူတို့ကလက်ဦးအောင်တိုက်တာသူပြောလို့ရတယ်ဟို KIA စီးရေးသတင်းမြစ်ကရှင်းပြတယ်စစ်တပ်ကသိုးစစ်ဆင်ခြင်းဤရွေချက်များနဲ့ဝိုင်းမော့မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်းဝိုင်းမော်ဘက်သို့စစ်တပ်ကအင်အားများဖြည့်သိမ်းရာတွင် စစ်မှုထမ်းတပ်သားတဲ့အများပြပါဝင်နေကြောင်းနေကိုတွေ့ရကြောင်း KIA စီးရီးသတင်းတွေကရှင်းပြပြောဆိုတယ်နော်ဝိုင်းမော်ဘက်မှာဖြစ်သွားတဲ့ဟာဒီကိစ္စနဲ့ပတ်သက်လို့အောက်မှာရှိတဲ့တပ်မှုတွေပုံမှုတွေတော်လိုင်းအင်အားစုတွေတတိထားမိမယ်ထင်ပါတယ်အဲ့ဒါကတော့တတိမထားမိတဲ့ဒူတွေရှိလို့ရှိရင်လည်းကျွန်တော်ဒီကနေနည်းနည်းတတိပြေးကျင်တယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိသတင်းနိုင်တိုင်းရစပြီးတော့ဟိုးမြန်မာနိုင်ငံမြေပေါ်အစွန်းထိသူတို့အခုသတင်းနိုင်တကင်းပြည်နယ်မှာဆိုရင်ခုနကပြောတိုက်ခန့်တီတိုက်ခန့်တီတိုက်ခန့်တီလာတယ်နောက်ဆုံး မြဝတီမျိုးစောက်တက်မှာကြံတယ် BGF ဂူညီနဲ့အဲ့တော့ဒီဘက်ကသိန်းခံထိတဲ့စကမ်းမှန်နဲ့မြခွေးတဲ့အကုံလုံးကအဲ့ဒီမျိုးစောက်တက်မှာတွားစုတယ်အင်အားဖြည့်တယ်အင်အားဖြည့်တယ်လူဖြည့်တယ်လက်နက်ဖြည့်တယ်ရိတ်ကံဖြည့်တယ်ပြီးတော့ဗာမြလုပ်တယ်ထိုးစစ်ပြင်ဆင်တယ်အဲ့ဒါလိုပဲအခြားသောဒေသတွေမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဒေသတွေတော်လိုင်းအခုရခိုင်တစ်ခုကိုဘာဖြစ်လို့မစင်နိုင်တာလဲဆိုတော့ရခိုင်မှာကအဲ့လိုကွက်ကြမ်းမထားခဲ့လို့ ရခိုင်မှာကအကုန်ပြောင်းသိမ်းထားတဲ့အတွက်သူတို့ပြန်ပြီးတော့ခြေကုပ်ပြန်ယူလို့မရဘူးအချားနယ်တိုင်းနယ်တိုင်းတွေမှာကစကန်းနေတော့တိမ်းနေအခုဝိုင်းမော်ဘက်မှလို့ဝိုင်းမော်အကုန်တိမ်းထားတယ်ဒါပေမဲ့ခင်ဗျားပြောသလိုကြံခဲ့တဲ့စကန်းကြံခဲ့တယ်အဲ့ဒီကြံခဲ့တဲ့နေရာမှာသူကရှိပြီးသားအဲ့ဒီကန်တေဆိုတဲ့စစ်ခွေးအဟောင်းနေနဲ့လက်ရှိစစ်မှုထမ်းတပ်သားတစ်တွေကိုမွေးဆေးတွေကျွေးတယ်ဆေးဆွဲအောင်လုပ်တယ်အဲ့ဒီမှာအင်အားပြည့်တယ်ပြီးအဲ့ဒီအင်အားလုံးရင်းနဲ့ရှင်းန်းထိုးတယ် စစ်တောင်းထိုးပလိုက်တယ်ထိုးပလိုက်ပြီးဘာလုပ်လဲနယ်မြေစိုးမှု လောလောလတ်လတ်နောက်ပိုင်းနဲ့မပိုင်းနဲ့တို့မသိဘူးလောလောတဲ့နယ်မြေထက်ချက်ပြီးစိုးမိုးသွားနိုင်ဖို့အရေးကြီးတယ်အဲ့ဒီချိန်စိုးမိုးတာနဲ့ရွေးကောက်ပွဲအဲ့ဒီနယ်မြေမှာဘက်ကလေးကျင်းပပြီးကောက်လုပ်လိုက်မှာအာရွေးကောက်ပွဲအောင်မြင်သွားပြီဆိုတဲ့အချိန်နဲ့တရားဝင်ဖြစ်မှုရအောင်လုပ်မှာဒါလက်ရှိစစ်တပ်ကတွားနေတဲ့လမ်းကြောင်းကြည့်တာနဲ့မြင်တယ်အဲ့တော့ပြောချင်တာကနယ်မြေနယ်မြေတိုင်းမှာခြေကောက်ခွင့်မပေးထားနဲ့ ခြေကောက်ခွင့်ရှိလို့ရှင်နဲ့အဲ့ဒီခြေကောက်တဲ့နေရာကအင်အားဘလောက်စုမိပြီလဲဘယ်ကိုဥတည်နေတယ်ဆိုတာကိုသတိထားဖို့အောက်မှာရှိတဲ့တော်လိုင်းတပ်မှုတွေအလုံးလိုအပ်ပါတယ်လက်ရှိသူတို့လုပ်မဲ့အခွက်ကအဲ့ဒီခွက်ပဲရွေးကောက်ပွဲအတွက်ကိုတီးနဲ့ထိုးစစ်လိုက်စင်းနေတာဒါရှိကြလေးပဲနော်အဲ့တော့ရွေးကောက်ပွဲကနေသူတို့တည်ယဝင်မှုရအောင်လုပ်တယ်အဲ့ဒီဘက်မှာတော်လိုင်းအင်အားစုတွေဘက်ကဒီနေမှာပွင့်လင်းပြောရရင်ကျွန်တော်တို့လည်းစိတ်ပူတယ်အန်ယူဂျီနေနဲ့ဘလောက်လောက်နိုင်မလဲအဲရွေးကောက်ပွဲကိုကန့်ကွက်ပါတယ်အခုဒီနေ့လည်းအန်အန်နီယာ မိဖက်အဖွဲ့တွေနဲ့နော် RND ရဲ့ဘုံအလုံးစုံကော်မတီအကျင်းကြတဲ့မိဖက်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ရွေးကောက်ပွဲကိုအဲမဖြစ်မြအောင်ဘယ်လိုပြောမလဲရွေးကောက်ပွဲပြက်ပြက်အောင်လုပ်မယ်ပေါ့ဆိုတော့ဘလုံးပုံစံနေနဲ့လုပ်မှလည်းဆိုတဲ့အပေါ်မှာပြည်သူအများစုကတော့တကယ်ကိုစိတ်ဝင်စားတယ်စောက်ညော်တယ်စစ်နောက်ဆုံးကျွန်တော်ဒီတော်လိုင်းဘက်ကလည်းမဟုတ်သူတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းကလည်းအဲ့ဒါကိုတို့တအားစိတ်ဝင်စားတယ်တော်လိုင်းအင်အားစုဘက်ကဒီသူတို့ရဲ့ရွေးကောက်ပွဲကိုအရာမတင်အောင်ပြက်ပြက်အောင် ဘယ်လိုပုံစံလုပ်မှာလဲလူအများစုနားလည်ထားရတော့ဒီရွေးကောက်ပွဲကဖြစ်ကိုဖြစ်မယ်ရွေးကောက်ပွဲကျင်းပဖြစ်အောင်ကျင်းပမယ်ဒါပေမဲ့အဲ့ကျင်းပဖြစ်ပြီးဟိုဘက်အလွန်မှာနိုင်ငံတကာတန်ခိုးတမန်ခင်းမှာ NUG မှာရှိတဲ့နိုင်ငံအဓိကနိုင်ငံချောင်းဝန်ကြီးဒေါ်စင်မအောင်လည်းတကွဒီကိုယ်စားလှယ်တွေအနေနဲ့ဘလောက်ထိစတောင်းဖြစ်မယ်ဘလောက်ထိစွမ်းနိုင်မလဲထို့အတူပဲအခြားသောတိုင်းဒေသအိယဝက်စီအပါအဝင်နော်ဒီမိဖက်အားလုံးအောင်ဘလောက်ထိလောက်ကြမလဲ ရွေးကောက်ပွဲကိုကန့်ကွက်ပါတယ်အော်နေုံပဲလားဒါမှမဟုတ်ထိရောက်တဲ့အစီအမံတွေဘာတွေလုပ်ထားလဲဒါကအင်မတန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဒီရွေးကောက်ပွဲအလွန်ဟာကျွန်တော်တို့တော်လှန်ရေးရဲ့66ရာခိုင်နှုန်းကိုအဆုံးဖြတ်ပေးသွားနိုင်တယ်။ဘာဖြစ်လို့66လဲဆိုတော့မင်းအောင်လိုင်ရှောင်းရင်လည်းမင်းအောင်လိုင်ကိုကျွန်တော်တို့တိုက်ထုတ်ပလိုက်ဖို့ဖြိုပလိုက်ဖို့မခင်းတော့ဘူး။အကယ်၍မင်းအောင်လိုင်ကတရားဝင်မှုဖြစ်သွားပြီဆိုလဲတော်လှန်ရေးဘက်ကရှုံးဖို့တိကျနိုင်တော့တန်းနေ ရှုံးဖို့69ရာခိုင်နှုန်းတေချာသွားပြီ။ဒါကိုအားလုံးအတိတတိရှိဖို့အရေးကြီးတယ်။ချင်းပြောင်းကျွန်တော်တို့ကစိတ်ပူတယ်။စိတ်ပူတယ်ကြောက်လို့မဟုတ်ဘူး။ဒေနော်တို့ဒီကောင်တွေကလူယုံမာတွေကရန်သူကလေရန်သူပလန်တလန်းချင်းသွားနေတာအဲရန်သူကအဲ့တစ်ခွက်မှာနောက်ပြီးသူတို့ဘက်မှာအခုဆိုဗျာကျွန်တော်ပြောမှတော်လန်ရင်းနဲ့မင်းအောင်လိုင်ဘက်နော်ဘယ်ဘက်ကရှုံးနေတာမင်းအောင်လိုင်ဘက်ကခွက်ခွက်လန်ကိုရှုံးနေတာတန်ကင်းတမန်ကင်းကိုစစ်ရေးရောအကုန်ရှုံးနေတာအားလုံးသိတယ်နော်ဒါပေမဲ့ ်တယောက်နဲ့တယောက်စိတ်ဝင်ပွဲပြီးတော့ဖတ်တာပါလားဆက်ချောက်စိတ်တော့ပွဲနေတာဘယ်ဘက်ချမ်းလဲကျွန်တော်တို့ဘယ်ချမ်းနိုင်နိုင်နေတဲ့ဘက်ချမ်းဖြစ်နေတာဟမ်ဒီလိုမျိုးတာရှောင်းကြရင်ဘလို့ဖြစ်ကြမလဲအချင်းချင်းပြတ်တတ်ကြမလားမသိဘူးကစဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ဘက်မှာစီလုံးမှုညီညွတ်မှုတွေတည်ဆောက်ဖို့အများကြီးလိုနေတယ်နော်နောက်ပြီးတော့ဥဆောင်နိုင်တဲ့ဒူတွေကိုနေရာပေးဖို့လည်းလိုအပ်တယ်ကျွန်တော်တို့ကတော်လန်ရင်းမှာပါဝင်နေဆိုတာကတော်လန်ရင်းမှာပါဝင်လိုက်ပြီဆိုတော့အကျိုးအမြတ်ကိုဘာတစ်ခုမှမရှိတော့ ပေးဆက်ကဖို့တီတီပဲဘလောက်ပေးဆက်ကမှလည်းအဲ့ဒါပဲမူတည်တယ်နော်နောက်ဆုံးကိုလှောက်အားကနေကလှစင်ထဲတဲ့လူကလှောက်အားကတော့ပေးဆက်ကတယ်ဘဝအီးကြီးမီထောက်ဖို့လောက်တဲ့လူကဘဝလောက်ရင်းမီထောက်ဖို့လောက်ကတယ်အရှိမအတက်ပါပေးပြီးတော့တိုက်တဲ့ရဲဘဝအတက်ပါပေးပြီးတိုက်တာတယ်အဲ့တော့တော်လန်ရေးစီကနေຢາດູໂລນຽາໂລລົກໄປກວင်းໂລໂກໂຈຊີບွားໂລໝໍໂກບີໂຊຍອັນດີຫາຈိမ့်ດີແອກອງຕໍຫນາຍຫມົດໂອອອກດັນຊາແບບດັ່ງຈັ່ງຫມົດໂລດີຕໍຫນາຍອະນົງກາລະກາຍັງຍີ້ຈີ້ວ່າແດ່ စစ်ကောင်စီတပ်သားတွေအနေနဲ့အဲ့ဒီကာလလေးကိုပဲသူတို့အားတင်းထားတာအဲ့ဒီကာလကိုကျွန်တော်တို့နိုင်အောင်ဖြိုးနိုင်ရင်မင်းအောင်မှပြိုပါပဲ